။ morning ဒီနေ့အာဒီနေ့ဒီ drive ဆက်တဲ့အဲ့ဒီ drive ဆက်တဲ့တောင်းအဲ့ဒီတောင်းကိုအာ hiking တော့လုပ်နေ။ဒီရောက်တဲ့ပတ်တော်ချင်းမိုင်းဒီကနေပြီးတော့မြေကြီးချင်းမိုင်း University ကနေပြီးတော့တော်တော်ရရပြီးတော့ပေါ့နော်အဲ့ဒါကျွန်တော်ကိုအဲ့ဒီကိုတောင်းထားတယ်အဲဆိုင်ကဆောင်းတယ်ဆိုင်ကပေါ်ပြီးအဲ့ဒီကို တောင်ကြီးသွားမယ်တောင်ကြီးရနေမှာတစ်ဆင့်အာကျွန်တော်တောင်တက်မယ်တောင်တက်ပြီးလို့ရှင်ပြန်ဆင်းလာမှာအဲ့ဒီမှာကားတွေရှိတယ်တောင်မှာကားတွေရှိတယ်ကားနဲ့ပဲပြန်ဆင်းလာမှာပေါ့နော်အတက်ကတော့တောင်မှာတက်မှာပေါ့တောင်မှာတက်ရအောင်ဆက်နေတယ်မနေတော့မသိဘူးဆန်ကယ်လိုက်တော့လဲချင်းမိုင်ယူနီဗာစီတို့ရောရောက်လာပေါ့နော်ဒီချင်းမိုင်ယူနီဗာစီကနေပြီးတော့ကျွန်တော် ိုင်းဆက်သက်တောင်းပေါ့နော်အဲ့ဒီတောင်းပေါ်ကိုတက်မှာအဲ့တော့ကျွန်မအခုတောင်းမတက်မယ်အာဒီမှာလဲစိုင်းပုတ်ရှိရပေါ့နော်အာဒီဒရိုင်းဆက်သက်ဒီတောင်ဟိုပြထားတဲ့စိုင်းပုတ်ရှိရပေါ့နော်အာချင်းမိုင်ကြီးကိုသွားချင်းချိုးရမယ်သူကတောင်ဝေါ်တက်မယ်ဆိုရင်တော့တက်တယ်ပဲသွားရမှာပေါ့နော် သူကလေဒီမှာလမ်းမပြောက်ဘူးကြည်လားဘာလို့လဲဆိုတော့လမ်းမကြီးပဲဒီလမ်းမကြီးပဲတော်လဲတော်လမ်းမဟုတ်ဘူးပေါ့နော်ဘောကရောက်တော့တောင်းတောင်းချင်သားရောက်ရင်တော့ဘလို့သွားမလဲတော့မသိဘူးကျမတင်တဲ့အခုဒီမြို့တွေကနေမထွက်သေးဘူးပေါ့နော်မထွက်သေးတဲ့အခါကျတော့မလို့စေတိရတော့ဟိုလေလမ်းပြောက်เสียပါညာလည်းမရှိဘူးသူ Google ကညှိုးလာတဲ့အတိုင်းဆိုလို့ရှိရင်လမ်းကတက်တယ်ကြီးပဲပေါ့နော်အဲ့လိုကြောက်သွားဘူးပေါ့ ါကချင်းမိုင်ဒီဇူးကိုတွားတာပေါ့နော်ဇူးကိုတွားတဲ့ဖက်ပါဒါကတောင်သွားမဲ့လမ်းပေါ့နော်တောင်ပေါ်တက်မဲ့လမ်းပေါ့နော်အာတော်တော်တနေရှာရှာတိတာလဲပေါ့နော်ဒီမှာစိုင်းပုတ်တွေရှိရဲ့အတွက်ပေါ့ကျမအခုတောင်ကျရောက်ပြီလို့ပြောလို့ရတာပေါ့နော်အဲ့တော့ ျွန်တော်တောင်းငင်းတက်မှရမယ်ဒီနားကနေပြီးတော့ဗောနော်နည်းနည်းလေးငင်းတက်မှရမှာဆိုတော့လေခဏပိတ်လိုက်အောင်မယ်ဒီမှာလေးကိုေကိုေကိုေလာကိုေကိုေလာဒီ waterfall ကိုဒီမှာ waterfall ကိုတွားလို့ရတယ်မြားပြတာလေဒီ waterfall ကလည်းနည်းနည်းကြီးရယ်ဗောနော်တော်တော်များများတွားကြတယ်ဒီမှာဒီကိုရောက်လာတယ်ဗောနော်ဒါက waterfall တွားရတဲ့ဘက်ဗောနော် 200မီတာလို့ပဲပြောရရှင်နီးနီးလေးပဲရှိရအောင်ပေါ့အာအခုကျမဒီကိုရောက်လာပြီပေါ့နော်အရှိမ Visitor Center ရှိတယ်ခုမှစရှောက်သေးတော့လေမမောသေးဘူးပေါ့နော်အထရကင်ရောက်တယ်ဆိုလို့လေထရကင်ရှူးတွေပဲစီးရထင်ပါဆိုလို့ဒီတိုင်းရိုးရိုးချိန်ညဖက်နေပဲပေါ့နော်ကျမစီးနေကြအာဒီကျမစီးနေကြ ကျိုးတိုင်းဖက်နှက်နေပဲကျမလမ်းလျှောက်နေတာလမ်းမှာပေါ့နော်တချို့တွေကမနှက်စောစောတက်ကြတယ်ကျမလည်းအမှန်တော့မနှက်စောစောတက်ဖို့စဉ်းစားထားတာပေါ့နော်ကြည့်ရတော့လေအရန်မမောသေးဘူးပေါ့နော်ရှောက်မရဘူးဆိုတော့ကျွန်မတင်နေတိတ်လဲ အအရင်ဘယ်လိုပြောမလဲအရင်ကျမအခုထိတော့တိတ်မမောသေးဘူးပေါ့နော်အခုတော့ကျောင်းလဲတိတ်ဟိုတိတ်မရောက်သေးလို့ချင်းနေပေါ့နော်အဲအဲကြောင့်မမောသေးရလို့လဲချင်းနေအဲကျောင်းတနားကြီးလောက်ရှိပြီရှောက်တာလေအဲ့တော့ dry setup က 9ကီလိုမီတာဝေးသေးတာပေါ့နော်ဆက်ချောင်းပါအောင်လေ9ကီလိုမီတာလေတောင်ဆိုလို့ရှိရင်သူကမြေပြန့်နဲ့မတူဘူးပေါ့နော်တောင်မျိုးဘလို့ပျောက်တာရှိတယ်နောက်ထပ်15ကီလိုမီတာလောက်တောင်အမဲနဲ့တူတယ်တောင်ဖြစ်တဲ့အတွက်လေသူကလေရေတကုန်တန်ရှားတယ်ဒီမှာလေး ရေစီးနေတယ်ဒီအောက်မှာဟိုဟာချောင်းရှိတာပေါ့နော်ရေစီးတန်နေပေါ့နော်ချောင်းကလေသူက1ကီလိုမီတာအဝေးမှာနောက်ထပ် waterfall တစ်ခုရှိတယ်လို့ပြောထားပါဗောနော်ကျွန်မခေါ်ရပြီမရှိမှကျွန်မရှိမှရှောက်နေရနှစ်ယောက်ရှိတယ်ကျွန်မနောက်ကနေရှောက်လာရအခုဆိုကျွန်မကြော်တက်သွားပြီ ိတာလေးအရင်မမော်သေးဘူးပေါ့နော်တောင်းရပဲအရင်ဘယ်လိုပြောမလဲမမတ်လို့လားမလို့လဲတော့ကျွန်တော်ပြောတတ်ဘူးမဲ့အရင်မမော်တချို့တွေကမင်းစစောတက်တာဆိုတော့ပြန်စင်းလာကြပြီနော်ကျွန်တော်တယောက်တည်းအမဟုတ်အရှိမအခုပေါ်တွေ့ပြီပေါ့နော်နောက်ကြာတက်တာလေကျွန်တော်၈နာရီကျော်လောက်မှတက်တာဆို၈နာရီလောက်မှဟိုဟာကျွန်တော်ဟိုဆေးရနေပြီးတော့စထွက်တာပေါ့နော်အခု၉နာရီကျော်နေပြီဆိုတော့ တနားရီလောက်တော့ရှိပြီဒါပေမဲ့ကျွန်တော်ဟိုဆိုင်ကယ်စီးရသေးတယ်ဆိုတော့တနားရီတော့မရှိသေးဘူးဒါနောက်ထပ်ရေတကွန်တစ်ခုပေါ့နော်သူကအဲ့ဒီမှာ accommodation service ပါပေးတယ်ဆိုတော့ဟိုနေလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်မသိဘူး hotel တွေလား hostel တွေလား homestay လားမစေးကြည့်မယ်လို့ထင်တယ် camp site လည်းရှိတယ်ပေါ့နော်ဒီလိုတက်လာပါ ီနားဒီမှာလေး waterfall တွေကိုလည်လို့ရရယ်เนาะဟိုအခုလိုမျိုးပေါ့เนาะကျွန်တော်တို့ line ရှောက်တက်လာတက်လာပြီးတော့ waterfall တွေကိုတစ်ခုကိုအနည်းဆုံးတစ်ခုနှစ်ခုလောက်လည်လို့ရတယ် waterfall လည်တာကိုစိုက်တဲ့သူတွေပေါ့เนาะအဲရေတံခွန်လည်တာစိုက်တဲ့သူတွေပေါ့เนาะအခုလိုမျိုးကျွန်တော်တို့ line ရှောက်တက်လာလမ်းမှာရေတံခွန်တစ်ခုနှစ်ခုအဲ့လိုဝင်လေပြီးတော့လေတောင်ပေါ်မတက်ချင်လေရတယ်လေနော်ရေတံခွန်ပဲသွားလေချင်တဲ့သူတွေလေအဲ့လိုလေလို့ရတယ်။ဟွာလမ်းလျှောက်ရတာကြိုက်တဲ့သူတွေပြောတာပေါ့နော်။ လမ်းကြောက်တာမကြိုက်တော့တအားမောပါပဲဘေးပေါ့နော်တော်လမ်းမှာအခုလိုလမ်းကိုရှောက်နေတာပါအာခြေကျင်လမ်းလေးဖြင့်တိတ်ကောင်းပါပဲညီသားလမ်းလေးဖြင့်အရန်ကောင်းပါပဲနော်အရန်လမ်းလျှောက်လို့ကောင်းပါလေတော်ရရဆိုလို့ရှိရင်အခုကြတော့နည်းနည်း ကားတွေကိုမြင်ရတာပေါ့နော်ဒီကက်တရလမ်းကြီးရှောက်ရတာဘောပြီးမလားကက်တရလမ်းကြီးရှောက်ရတာဘောဘလို့ကြီးလည်းမသိဘူးပေါ့နော်တော်လန်းလေးရှိရင်ကောင်းပါပဲဒါကြတော့လေဘာနဲ့တူလဲဆိုတော့မန္တလေးတောင်လေကားလမ်းကနေတက်တူလေးပေါ့မန္တလေးတောင်တက်ပြီးရတူလေးဆိုလို့ရှိရင်ပြည်လိမ့်မယ်မန္တလေးတောင်ကားလမ်းကနေတက်တက်ရတူစီမင်းလုပ်ခံသားရတယ်ပေါ့နော် ဒီမှာခဏနားလို့ရတယ်နော်။သူကနားနေဆောင်လို့ပုံစံမျိုးလေးပေးထားတယ်။ဝါ။ဟိုမှာဟိုအောင်မြင်နေရတာပဲ။မြို့လှမ်းမြင်နေရတာ哦။ view point လို့ပုံစံမျိုးပါပဲ။အာဒီမှာဖလတ်တန်အဲ့ဒီ ဖလက်တမ်ပဲဆိုတော့ဖရာကိုရောက်နေတာပေါ့နော်ကျမမဝင်တော့ဘူးအာလမ်းလျှောက်တော့ကျမအရင်နှီးနေတဲ့အခါကျတော့ဆက်ညှင်းမှရမှာဆိုတော့လေအာဒီတမ်ပဲကိုကျမမဝင်တော့ဘူးပေါ့နော်ပြန်ရနေပဲတက်ဖို့ရိုက်ခဲ့တယ်ကျမ6ကီလိုမီတာကျန်သေးတယ်ပေါ့နော်အခုကျမဒီမှာလေရေတံခွန်လိုမျိုးဟာတစ်ခုနောက်ရောက်နေတာပေါ့နော် ွမ်းမကျွန်မလမ်းမှာတွေ့ခဲ့တဲ့ရေတံလေးကိုမဝင်ခဲ့ရလို့ခုနောင်နရတယ်အဲ့တော့ကျွန်မအရန်နေပုံမှာဆိုလို့ကိုကအတက်တော့ဒီအစင်းဆိုရင်ပြဿနာမရှိဘူးအတက်သမားဆိုတော့နေရန်ပုံမှာဆိုလို့ကျွန်မအဲ့ကိုမဝင်ခဲ့တော့တာအခုတော့မေးရတော်တော်ပုံနေပေါ့နော်ဒီမှာ10နာရီလောက်ဖြစ်နေပြီဆိုတော့လေနေရန်ပုံကိုကျွန်တော် view point ကိုရောက်လာပေါ့နော်ဒီမှာခဏနားလို့ရတယ်နောက်ထပ်ဟိုဟာလောက်ရှိသေးတယ်နား 5 km လောက်ရှိပြရပါတော့ဆက်သွားရအောင်လေအာလမ်းမှာတကယ်လို့လမ်းလျှောက်လာရတယ်ဆိုလို့ရှိရင်ဒီမှာဒီမှာခဏနားလို့ရတယ်ပေါ့နော်ဒါ view point ပေါ့နော်ကမ္ဘာတောင်ပေါ်ရောက်ပြီပေါ့နော် 7နာရီ73မိနစ်မှာတောင်ပေါ်ရောက်တယ်။ကျွန်တော်7နာရီ55လောက်ကဒီအဒီလမ်းလျှောက်တာပေါ့နော်။7နာရီ55 20လောက်ကစလမ်းလျှောက်တာ။အခု7နာရီဆိုတော့3နာရီလောက်ကျွန်တော်လမ်းလျှောက်ခဲ့ရတယ်ပေါ့နော်။ဒါကျွန်မနှေးတာပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်မဒီဗီဒီယိုရိုက်သေးတယ်။ပြီးတော့ဒီအာလမ်းမှာလေဖြည်းဖြည်းချင်းပဲကျွန်မလမ်းလျှောက်လာတာပေါ့နော်။ကင်မရာနဲ့ဆိုတော့လေ။ ဗီဒီယိုလေးရိုက်ချင်တဲ့အခါကျတော့အဲ့တော့အခုတော့ရောက်ပါပြီတို့ဗန်လေးရလေးဟိုရွာလေးလို့ထင်တာပေါ့နော်ဆစ်ဆရာလေး ไปดีค่ะมะม่วงมันงเสียวค่ะคุณผู้ชมสวัสดีค่ะอะคุณตองโมดีเลยก็เลยอันนี้เดียวสัตว์ตันนี้อย่าโดนนะ โอเคจมดีคุณน้องมามีเนี่ยแหละกระดิติโอสัตว์ได้เอามั้ยวะเนาะสัตว์ได้ไล่ป่าวมั้ยบะเนทิศีแล้วก็ไม่ติดอยู่แต่แม้เจอใจอีกป่ะ ကုန်လုံးတက်နေတာလေ Okay start ticket ဝင်ရတယ်ပေါ့เนาะဘတ်30ပေးရတယ်အာဒီမှာအပေါ်တက်လာလို့ရှိရင်သူက foreigner ticket ဝင်ရတယ်ဆိုတော့အဲ့ sample ရှိတယ်အဲ့ sample ကနေပြီးတော့ ticket ဝင်ရတယ်ပေါ့เนาะဒါ ticket office ပါအဲ့မှာတက်ကဝရတယ်။တက်ထိုင်ဖြတ်တဲ့သူရှိရပါတော့။တက်ကကိုသူကဒီမှာပြေးခဲ့ရတယ်ပေါ့။ပြီးမှတော့အပေါ်ဆက်တက်မှာ။ ဟေးဒီမှာဖက်နဲ့တွေချုပ်ခဲ့ရမယ်ပေါ့နော်။ဟာချုပ်ပြီးငင်းမရ။ဖက်နဲ့ချုပ်ခဲ့ရမယ်။ဒီမှာဖုန်းကင်မရာတိတ်မကောင်းလို့ပေါ့နော်အမှန်အရန်လာတယ်စကူပန်းမရလीဒီမှာ สิเลยบอกแบกตะลีบอกปืนว่สามสิบเลยเดี๋ยวแค่ไหนทุก

ဒါခုကျမလေးဆိုတော့စကူဘီရဲ့အောက်ကိုရောက်နေတာပေါ့နော်ချိန်လိုက်တာအရင်ကျမစကူစဉ်အရင်ချိန်တဲ့သူစကူဘန်အရင်ချိန်တာပေါ့နော်ဒီစကူဘန်ဒီပွင့်နေတာဟုတ်ကျမချစ်တာအဲ့တော့အခုကျမဒီစကူဘီအောက်ကိုရောက်နေတာတအားလာတာပဲဘယ်ကနေ down on the stairs there. ဒီထောက်လျှောက်ကလေစကူပင်နေကြီးပဲဒီပင်ဒီအပင်ကြီးကတော့အကြီးဆုံးဖြစ်နေမယ်လို့တူတယ်။ဟောဟာဒီမှာကော်ဖီဆိုင်လေးရှိရောအိမ်လောက်ထားတဲ့ view လို့ပုံစံမျိုးပေါ့